ngó tà tà cái tấm nhìn chưa nam mô tà tà ma đô a đô tà ma မိမိမြတ်တဲ့အဲဒီအပေါ်ပြင်းနေစဉ်းပြေတယ်လို့ပြောနော်။ခိုင်ပြီးတော့တရားမှတ်ကြပါဖြစ်ပါတယ်။တရားမှတ်တယ်ဆိုရင်ကဒီပဋ္ဌာန်းသားတကြောင်နဲ့ဆိုရက်အတိုင်းပေါ့နော်။မိမိစိတ်ပဲမှာဒီတရားလေးဖြစ်ဖို့ဒီမှာမရှိမှနိုင်တယ်ဒီတရားတောင်မှဖြစ်သေးတယ် ်မြတ်စွာဘုရားပြောတဲ့တရိယာကျွန်တော်ထဲမရှိသေးဘူးကျွန်တော်တို့ကကာမတိုက်အောင်ထားတဲ့တရိရေမဖိတ်အောင်ထားတဲ့တရိချော်မလဲအောင်ထားတဲ့တရိဆိုအဲ့ဒီတရိယာ careful mindful ဟုတ်ကော careful ရရှိသေးတယ် mindful ဆိုတာဒီတရိယာမြတ်စွာဘုရားပွဲမှာသိရအာယံကုဟုတ်တိုင်းမှန်စွာ ပြီးတာဝယ်တည်းမခေါ်တာဒီအရင်ကူဟိုတိုင်းမှန်စွာသိရင်မောဟပစီမောဟပစီလောဘဒေါသဖြစ်အမှန်ကအရင်ကူဟိုတိုင်းမှန်စွာဘယ်လိုလဲပဲသိရင်တတိယဘုရားပွင့်မှာသိတဲ့တတိဒီတတိရှိလဲရှိတတိကြောင့်လောဘဒေါသမောဟတွေမဖြစ်အောင်ဆန့်ရှောက်တတိရ ကိုယ်လောဘဒေါသမောဟမဖြစ်အောင်စောင့်ရှောက်တဲ့တရိယာတရိယာကိတေတာမဖြစ်အောင်စောင့်ရှောက်တဲ့ဒိသလက်တရိစွာပါလေအာယုကိုပန်းစွာအောင်းမိနိုင်တခုတခုသိရင်စတိတရားသိဖို့လိုရင်ကျွန်တော်တို့ကတရိစွာပါလေဆိုတာသူ့ရဲ့ definition ပေါ့နော်အာယုတခုပန်းစွာအောင်းမိနိုင်သူ့ရဲ့ကိစ္စ function ပါလို့လေ လောဘဒေါသမောဟမဖြစ်အောင်ဆောင်းလျှောက်တတ်တဲ့ကိစ္စကလုပ်တယ်အလုပ်သူ့ကိုလုပ်တယ်သူလုပ်ကအဲ့တော့အဲ့လိုလုပ်တဲ့အတွက်တရိယာဘာလို့ဖြစ်စေလဲဒီတရိယာဆောင်းလျှောက်ရတဲ့ပွားများလာရင်ဉာဏ်ကိုဖြစ်စေဉာဏ်ကိုဖြစ်လိုက်လို့ရှင်ဘာဖြစ်တယ်ဉာဏ်ကလောဘဒေါသမောဟပင်နိုင်တယ်အဲ့တော့တရိယာကိုယ်ကိုစောင့်ရှောက်တဲ့ဉာဏ်ကပြေထုတ်နိုင်ပေါ့နော်ကျွန်တော်တို့က ဒီလိုလေးတွေနားလေရကျွန်တော်ရဲ့စိတ်ထဲမှာစနစ်တကျလေးနားလေရပြီးစောင့်ရတဲ့ဟုတ်ကူသတိစွာပါလေလို့ပြောလိုက်လို့ရှိရင်အဲ့အချက်၃ချက်ကိုအဓိကကျွန်တော်တို့ပြောနိုင်ရဖို့စိတ်ကအဲ့လိုတင်းစောက်တာကျွန်တော်ကအခုအမှုမဲ့ပတ်မဲ့တွေနေနေတော့သတိစွာပါလေလို့မေးရင်တောင်မှဒီလိုအချက်၃ချက်လေးကိုစနစ်တကျမပြောနိုင်ဘူး။ကိုယ့်ထက်မှတည်မနေဘူးကိုယ်စိတ်ထက်မှာ တည်နေအောင်တမားရီအစွမ်းမဲ့ကွာပွားများတာအာနာလို့ဖြစ်ဒီစိတ်ထဲမှာကျွန်တော်တို့ရဲ့လူအပ်ချက်တွေကအဲ့ဒါတွေပဲပေါ်ပေါ်နေပေါ်ပေါ်စားဆိုတယ်လို့ပဲကျွန်တော်တို့စိတ်တွေကခပ်ပေါ်ပေါ်နေနေတတ်တဲ့အလေးချင်းတွေဖြစ်နေဒါကြောင့်မလို့ကျွန်တော်တို့တိုးတက်မှုမရှိ joint မှုမရှိ ready မဖြစ်စမမဖြစ် ဘင်းစနစ်တကျပြန်ပြောနိုင်တယ်ကအပူလည်းမရှိဘူးအလိုလည်းမရှိဘူးဆိုတော့ full confidence မရကျွန်တော်ပြောရဲဆိုတဲ့အခါတမဝါစာမဖြစ်ကိုကိုတမဝါစာဆိုကိုပြောတဲ့စကားမှာအပူလည်းမရှိဘူးအလိုလည်းမရှိအဲ့တော့တတိစွာဘာလဲဆိုရင်အာယုတကူကိုပန်းစွာအောင်းမိတ်တတ်တာတတိရဲ့သူ့ရဲ့ definition ပေါ့နော်လက္ခဏာလို့လဲဆိုရယ်စာပေရတယ် နောက်တစ်ခုကသူ့ရဲ့ကိစ္စလောဘဒေါသမောဟမဖြစ်အောင်စောင့်ရှောက်တတ်တယ်ကျွန်တော်တို့စောင့်ရှောက်ပေးတယ်အဲ့တော့သတိရှိရင်ဘာဖြစ်လဲသတိကြောင့်ဘာဖြစ်လဲဉာဏ်ဖြစ်လာဉာဏ်ကြောင့်လောဘဒေါသမောဟတွေပယ်နိုင်တဲ့အစွမ်းတွေကိုပါရတယ်အဲ့တော့ဒီလိုသတိဖြစ်ဖို့ကဘာကြည့်လဲဆိုနေတော့အကြောင်းတရားကတဏှာဒီတဏှာမရှိရင်သတိကဘာကိုအောင်းမိမှာ အဲ့တော့ဒီပညာကသင်ထားရမယ်ခေါ်ပါဒီတိအောင်းမိနိုင်မဲ့ရုပ်လေးနဲ့အကြောင်းနဲ့အကျိုးတွေပေါ့နော်အဲဒီဟာဒီတဲ့သင်ရဟုတ်မယ်တိအောင်းမိနိုင်အောင်အဲရောက်လို့တခုတခုကိုသိရင်စနစ်တကျသိဖို့လိုတယ်ကျွန်တော်တို့ကစနစ်နဲ့ကိုယ်ကိုပြန်ဆောက်ကြဖြစ်ပါတယ်နော်အဲကြောင့်မလို့ခု when they tell you အောင်မြင်ရင်နဲ့တိကဘာတီထောင်တာလဲဆိုတတိကိုတီထောင်တာဖြစ်ပါတယ်။တတိရှိလိုက်တာနဲ့ကိုယ်စိတ်ထဲမှာလောဘဒေါသမောဟကိုပယ်နိုင်တယ်။လောဘဒေါသမောဟကိုမဖြစ်အောင်တတိကဆောင်းလျှောက်ပြီးတော့တတိကြောင့်ဉာဏ်ဖြစ်နိုင်ဉာဏ်ကလောဘဒေါသမောဟကိုပယ်ပါလိမ့်မယ်။လောဘဒေါသပဲလို့လောဘဒေါသမောဟခြင်းရင်ပဲရောက်တယ်နိဗ္ဗာန်ရောက်တာဒါရိုးရိုးရှင်းရှင်းလေးရတာဗုဒ္ဓဘာသာရှိတော်မှာကြည့်မယ်ဆိုရင် အဲ့မဲ့ကျွန်တော်တို့စိတ်ထဲမှာဒီလောဘဒေါသမောဟနဲ့သတိကလည်းမချိတ်တဲ့သတိစွာဘာလဲအာယုတို့ဘလို့ပန်းစွာအောမိတာလဲလဲကိုယ်ကမသိဘူးပေါ့နော်စနစ်တကျမသိဘူးပြောရင်စနစ်တကျကျွန်တော်မပြောနိုင်ဘူးဘာဖြစ်လို့လဲဒါလေးကိုစာအုပ်ထဲကိုရေးမှတ်မယ်သူများကိုပြန်ပြောမယ်မျှဝေမယ်အဲ့လေးကျင်တာပဲကိုယ်လည်းသူများကိုပြောပြရင် စနစ်တကျပြောပြဖို့လိုတယ်အဲ့ဒါတိဆောက်ရတယ်ခုပုဂ္ဂိုလ်အာထုတ်တာကတော့မမကြိုးစားဘူးသူများကိုကိုသိတယ်လို့လေးသိဖို့ပြောပြောရတာကအဲ့ဒါခုတည်းဒါအကျိုးများတယ်ဘုရားဖတ်ရတဲ့သူများကိုပြောပြရအောင်လဲဆိုတော့စနစ်တကျသိရမယ်ခုပုဂ္ဂိုလ်ကဖြစ်တယ်လို့နေနေအိမ်မှာဧည့်သည်လာရင်တော့ကိုယ်ဖြစ်တယ်လို့တော့မနေဘူးဧည့်သည်လာတော့ဧည့်သည်အတွက်ထိုင်ဖို့ကနေဖို့ကလေးတွေကိုယ်ကပြင်ရစင်ရတယ် ကွက်ကူတော့ဖြစ်တယ်လို့နေတယ်။လောကရဲ့သဘာဝ။အဲတော့ကျွန်တော်လည်းကွက်ကူသိတယ်သူသိရင်ပြီးတာပဲသူစနစ်တကျမလုပ်ဘူး။သူများလို့ပြန်ပြောရမယ်ပြန်သင်ရမယ်ဆိုရင်စနစ်တကျလေးတူ။အကျိုးကသူများကိုပြန်ပြောမယ်သူတို့မပြောကြင်အဲကစေနာလည်းမရှိ။စေနာလည်းမရှိသူကပြင်ပန်းမှာဆိုတဲ့လောဘပဲ။သူများကိုပြောဖို့じゃကျွန်တော်ဒီလိုပြောလို့မရအောင်။ ဒီချာနေပြင်ရစင်ရတယ်အိမ်မှာကွက်ကိုစားလို့ရတယ်အဲ့ဒဲကျွေးမယ်ဆိုကျွန်တော်ဒီချာလောက်ရတယ်ဟမ်တဘာဝတရားတစ်ခုအိမ်မှာလူကကွက်ကိုနေရတာတက်တာတော့သူများကိုသင်ပေးခြင်းနဲ့မျှပေးခြင်းနဲ့ဆိုဒီစိတ်တွေမလုပ်ကြဘူးနော်ဒါလေးတွေအရေးကြီးပါတယ်အဲ့တော့ဗာလေးပြောချင်တာလေဆိုတော့ဒီဝင်လေထွက်လေလေးကိုအာရုံ ဝင်လေထွက်လျာပါအာယုံအာယုံတစ်ခုကိုပါဠိစကားဖြစ်နေတဲ့အတွက်နားလည်အောင်ကျွန်တော်မနည်းသင်ရအောင်အာယုံရှိမှစိတ်ဖြစ်တယ်ဆိုတာပထမအာရမဏမစ္စယောအဲဝင်လေထွက်လျာအာယုံအာယုံရှိမှစိတ်ဆိုတာသတိဆိုတာစိတ်အဲ့တော့ဝိနေထွက်လေအာယုန်လေးကိုမှန်စွာအောင်းပင်ဒီစိတ်ပဲမှာပါဖြစ်လေသတိဖြစ်သတိဖြစ်လာရင်ပါဖြစ်လေသတိဖြစ်လာတော့မောဟမရှိဘူးကော မောဟမရှိအောင်မောဟမရှိရင်လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးလောဘဒေါသမောဟမဖြစ်အောင်ဒီတတိလေးကစုကိုစောင့်ရှောက်တာဒီတတိကပွားများရင်နဲ့အားကောင်းလာတဲ့ကံမှာဘာဖြစ်လဲဉာဏ်ဖြစ်တယ်အဲဇက်ကုံဥဒ္ဓဘာရီဆိုတတိဖြစ်လာတယ်ဇက်ကုံဥဒ္ဓဘာရီကြောင့်မို့တတိကအားကောင်းလာရင်ဉာဏ်ဉာဏ်ဥဒ္ဓဘာရီဆိုတော့ဉာဏ်ဖြစ်တယ် မြင်နဲ့ဖြစ်လာတော့တလောကလုံးကိုသူမြင်သွားပြီပညာသွားအပြားအပြင်သိဩတလောကလုံးဒါပါပဲလားမှတ်မြင်သွားတာဘောနော်အဲ့တော့ပညာဥရပါတိဆိုတာတလောကလုံးကိုသူဒါပဲဆိုဆုံးဖြတ်ချက်ချလိုက်ဆုံးဖြတ်ချက်ချပြီအားရဘာဖြစ်သွားတော့မာစတာဖြစ်သွားတော့မာစတာရိတော့ကျွမ်းကျင်သွားပြီဒါပေမဲ့မကျူရတီကျန်နေတယ်မကျူရမဖြစ်တဲ့ကိုစိတ်တွေအဲ့ဒီအတွက်ဘွားများအားထုတ်ရတယ် ပညာဥရပါရိယနေပွားများအထုတ်လိုက်တဲ့အတွက်မကျူရတီဆိုပြည့်ကျက်ပြည့်စုံလာတဲ့အခါမှာဝိဇ္ဇာဥရပါရိဆိုမဉ္ဉံဖြစ်မဉ္ဉံနဲ့ကြကိလေသာတွေကိုပြီးပယ်ဝိဇ္ဇာဥရပါရိနဲ့ဖြစ်ပြီးတော့အာလောကဥရပါရိဆိုဖူညံဆိုအမောင်းဆင်းလို့လင်းဆောင်လာပြီးအာလောကအလင်းရောက်သွားတယ်။ဘာမှရှိတော့ဘူးဘွားမှာဝိဇ္ဇာအမောင်းလေးကင်းသွားပြီဆိုပြီးတော့ဘွားထဲမှာ ပညာအလင်းနဲ့နေနိုင်သွားတာဘောနော်ရှင်းရှင်းလင်းလင်းမြင်သွားပြီဆိုတော့ဒီတမဆက်ကြာရဲ့သကုံဥဒ္ဓပါရိဉာဏ်ဥဒ္ဓပါရိပညာဥဒ္ဓပါရိဝိစာဥဒ္ဓပါရိအလောဘောဥဒ္ဓပါရိဒီမှာအလုံးဖက်ဖက်ခဲ့တာဘောနော်စိတ်ထဲမှာတာလီရတကယ်ကိုဖက်တန်းတဲ့အခါမှာဒီတိုင်းဖက်ဖက်တန်းညာဒီငယ်ရှင်ကကိုကအရင်တော့သတိမရှိတော့ မှန်တိုင်းမသိခဲ့ဘူးသတိလဲရှိရောမှန်တိုင်းတယ်လည်းမြင်ရောအရင်ဟုတ်ပေနဲ့သူသူတင်သူတပေသူဇက်လုံးအရင်တော့မသိဘူးမကြားဘူးတာတွေအခုမြင်နေစိတ်ထဲမှာပုံပေါ်သွားတယ်ရှင်မြင်တာမဟုတ်ကြည်တာမြင်တာနွားတော့မြင်တာမဟုတ်ဖြူတာမြင်တာအော်ကော်ဖီတိတော့ပေါင်းသူစိနာတိုက်တာဝါလားခုနားလဲတာတွေဘုရားနားလဲတာအတ္တညာနားလဲတယ်သူမြင်တာကြားတာတွေကငါမြင်တာငါကြားတာမဟုတ်ဘူးဝိညာဉ်တွေပေါ်နေတယ် ပုံနေရတဲ့ဒုက္ခဒရဝတ္ထုတွေကပထဝီတွေပဲပထဝီတွေစုပေါင်းလာတာအလုံးပါဆိုတော့စိတ်ထဲမှာတခါမှမစင်သာဥရာတွေမမြင်တွေးဥရာတွေအပေါ်လွင်တင်ရှားလာတဲ့ပုပ္ပိနနှုတ်ဥတေသူဓမေသူအာဘာကြောင့်လဲဆိုစက္ကုံဥရာပါရိသတိရှင်းစိတ်ပြီးနောက်စိတ်မှာသတိရှိလာလို့ဒီတိကိုပွားများတော့နေဉာဏ်နဲ့ဥရပါတိဉာဏ်နေဖြစ်တာပါဝါရင်တက်တာနှလုံးသွင်းလိုက်တဲ့အခါနဲ့ဉာဏ်ရောက်ဖို့ ပေါက်ထွင်းမြင်လာကျင်းလာပြီတလောကလုံးလေကြည်တော့ပညာဥဒ္ဓဘာဒီဩဆုံးဖြတ်ချက်ကြပါတလောကလုံးဒါပါပဲလားဒါဒီကိုပွားများတော့နေမကျူရတီလည်းရတော့ဝိဇ္ဇာဥဒ္ဓဘာဒီဆိုမင်းညာဖြစ်မင်းညာဖြစ်လိုက်တာနဲ့ဘုံညာအလောကဥဒ္ဓဘာဒီဆိုအဝိဇ္ဇာပဲတနာချုပ်ပြီးပွားပါငင်းငင်းငင်းနေလို့ရတာဟောဟေးကြံ့ကြံ့နဲ့ကိလေသာကင်းပြီးတော့ဟောမြတ်စွာဘုရား ဒီတရားတွေကကျေးဇူးလွန်ကြီးတယ်ဒီဟာလေးတွေစသိနောက်ကမှဓမ္မစัจ जा နိဓမ္မစัจ जा နိဒီကိမာပြောနေကြတာလက်စွာဘုရားဆိုလို့ကျင်တာနဲ့တော့တခြားသူပါဗျာမှန်တော့ဘာဖြစ်လဲမလဲမရှိပါဘူးအဲ့တော့ဒီတိပ္ပဏနာတဲ့ကြောင့်လည်းဆိုပြီးမြတ်စွာဘုရားဟောကြားခဲ့မှာ အဲကြောင့်မလို့ဝိဉ္ဇဉ်ထွက်လေအာယုန်လေးကိုမှန်စွာအောင်မြင်ပါဖြစ်တယ်။ရှိတယ်။ကောင်းတဲ့ပိန်နဲ့အာယုန်လေးကိုမှန်စွာအောင်မြင်ပါရှိတယ်။ရှိတယ်။မြင်းမြင်းနဲ့မှတ်ရင်းမြင်တာမဟုတ်ကြီးတဲ့အတိုင်းလေးမြင်ပါဖြစ်တယ်။ရှိတယ်။နွားနုမြင်တာမဟုတ်ဖြူတဲ့အတိုင်းလေးမြင်တာရှင်ပါဖြစ်တယ်။ရှိတယ်။နမ်းမြင်တာမဟုတ်မဲတာကြီးမြင်တာပဲလို့အမှန်သိရင်ပါရှိတယ်။ရှိတယ်။ ဒါမင်းကြီးမြင်တာမဟုတ်ဖြူဖြူဝိုင်းလေးမြင်တာလို့အောင်းမိနေပါရှိသတိရှိတယ်။အော်ဘယ်နည်းအားဖြင့်ဆိုဒီသတိကဘုရားကျေသူကြောင့်တစ်ခါမှမထားဘူးတဲ့ရှင်းစိတ်ကိုတိုင်းနေရှင်းစိတ်ပေါ်တဲ့အတိုင်းတဘာဝကြီးအတိုင်းစတင်ပြီးတော့တိခွင်ရနော်လောကဒီနော်လောကဖုံးတာလောကသမတ်ချက်တွေနဲ့ပဲသိတယ်။တကယ်တဘာဝရှိတရားတွေကိုကျွန်တော်တို့မသိခဲ့ဘူးပေါ့နော်။ ူတဘာဝအရစတင်ပြီးတော့ကိုယ်တိုင်းတွေ့ခံစားကြဘောနတဘာဝတရားရဲ့ဒီလိုရင်းစားအတိတဘာဝတရားကြီးကိုစကံသားရယ်ဆိုတာကနေအောင်ကြည်လေးလည်းခံစားလို့ရနေပြင်းလေးချင်းလေးလည်းခံစားလို့ရလာတာရလေးလည်းခံစားလို့ရညွှန်တဲ့နေအောင်ကြည်လေးလည်းခံစားလို့ရကဘာမီကြီးရဲ့ ဒီဓာတ်တွေကိုလည်းခံစားလို့ရဒီလေးတွေရဲ့အတက်ရှိရတဲ့ဒီရဲ့သဘာဝတရားတွေလည်းမြင်ခံစားလို့ရခံစားလို့ရတဲ့မြင်ပါဖြစ်တာကျေးဇူးတင်တတ်တာမြေကြီးလည်းကျေးဇူးတင်တယ်နေလည်းကျေးဇူးတင်တယ်ရေလည်းကျေးဇူးတင်တယ်နေအောင်ကြီးလည်းကျေးဇူးတင်တတ်တယ်အမတ်တော်တည်းကြီးလေးပါပါအဲဒီကိုမြင်တတ်တဲ့ရင်ကျေးဇူးတရားဆိုရယ်ဒီလောကကြီးရဲ့ တာเนาะကျေးဇူးတရားကြီးอ่ะတကယ်လူတိုင်းဝိုင်းမှာဟိုဘက်လက်တီမှာအလုံးကျေးဇူးများတာတဘာဝပြီးတဲ့လက်ဆောင်ဒီကျေးဇူးတရားတွေကလူတွေကိုယဉ်ကျေးစေတယ်ပျော်ရွှင်စေတယ်ငြိမ်းချမ်းစေတယ်အေးချမ်းစေတယ်ဒီကျေးဇူးတရားတွေနဲ့ကျေးဇူးတင်ခြင်းနဲ့ကျေးဇူးဆက်ခြင်းရောလောကကြီးရော growth လည်းရတယ်တာယာဝရီလည်းဖြစ်တယ်ပျော်ရွှင်ဝရီလည်းဖြစ်တယ်လောကလူသားတွေတတ္တဝါတွေအားလုံးဒီအရင်ခန်းချောက်သွားတဲ့လောကပြတ်ဆုပ်ပြတ်သုံးသွားတာလ အင်းချမ်းပူရမရှိကြတော့ရောက်တဲ့ကလို့ဒီလည်းရက်သွားတယ်ပေါ့နော်။ဘယ်ညာမှာစဉ်းစားစဉ်းစားပါမြတ်ကြည့်သူတားကြည့်ဘူး။ယူရကတရားကြီးလိုဖြစ်နေတော့လောကထဲကိုဘွာတဲ့ကိုဓမ္မတွေနဲ့မရှင်းတဲ့နိုင်ညာဦးဖြစ်နေသေးတယ်ပေါ့နော်။အဲဒီလုံလေးတွေပါ။အဲတော့ဝိလင်းထွက်လင်းလေးအောင်းမိလဲပါရှိရဒီသတိရှိရသတိကြောင့်လောဘဒေါသမောဟမပြေအောင်ဆောင်ရှောက်တဲ့သတိကြောင့် ်ဉာဏ်ဖြစ်လာရင်ပဲခွာနိုင်တယ်ဒီဉာဏ်ကိုတလောကလုံးကိုမြင်သွားရင်ဉာဏ်ဉာဏ်ဥဒ္ဓဘာတိရဲ့ပြညာဥဒ္ဓဘာတိဖြစ်ဒီပညာကိုပွားများထုတ်လို့ရင့်ကျက်ပြည့်စုံမကျူရတိဖြစ်လာရင်မဉ္ဉာဏ်ဘုဉ္ဉာဏ်အော်ကိုဘယ်နေထားရောက်ဒါပြည်တယ်ကြီးပဲဟုတ်ဟုတ်လားဒါရီအာထုကြကျွန်တော်အစင်းလိုက်အစင်းလိုက်အဲ့တူဆက်ပြင်သွားပြီကိုလိုအပ်မဲ့လမ်းကြောင်းလမ်းစဉ်အဲ့တော့ကိုဘလူးလမ်းပေါ်ရောက်နေပြီလေဆိုတော့စူးစမ်းကြပါ ဖြစ်ပါတယ်။အဲဒါဟုတ်ဘယ်နေတွေ့လေးလေးမှတ်နေအောင်နေနေပါရှိလေသတိလေးရှိရ။ဒါပေမဲ့ဒီသတိရာဝရိယကတော့တုံ့တင်တာပါ။ဝရိယပက္ကသဆိုတာနောက်က supporting ပြီးတာတုံ့တင်တာ။ဝရိယမရှိရင်သတိရာပြုတ်ပြန်။အဲတော့ကျွန်တော်တို့ကဘာအားနေနေရလဲဝရိယအားနေတယ်ဝရိယဆိုစိတ်ဝရိယ။ ဲ့တော့စိတ်ဝိရိယအားနေတဲ့အတွက်စိတ်ကလည်းကျွန်တော်ဝိရိယမတင်တတ်ဘူး။အပိုင်တော့တရားအထုတ်တယ်ဆိုတာကလေအဲ့ဒီစိတ်ဝိရိယကိုမတင်တတ်ဘူးတရားအထုတ်ဖို့တင်တတ်တာစိတ်ကဝိရိယမရှိနေဘူး။အဲ့တော့လောကမှာတော့ကျွတ်သားတွေအားကောင်း physical exercise တွေတော့နားလည်တယ်ဒါ mass strength ရတယ်နော်။ကိုယ်ဝိရိယနဲ့တွန်းတင်အဲ့ဒါ mental strength ဆိုတဲ့စိတ်ကူရိယာပေါ့နော်အဲ့ဒါကြောင့်မလုပ်ခဲ့အဲ့ဒါစိတ်ကူရိယာကဘာလို့ရတာလဲဒီတိနောက်ကနေပြောဝိရိယကိုပံ့ပိုးနေရဒီအာယုတခုကိုအောင်းမိတာနောက်ကနေဇက်တိုက်တွန်းတင်နေရပြုတ်မကြဘူးလေအာနေတော့ရောအဲ့ဒီတိရပြုတ်ကြပြီဒီပြအာယုနေရောက်တော့ရောက်တော့လည်းပြန်လာပြန်ဆွဲတင်ပြီးတော့အာလေးဆက်ရစိတ်ကိုအေးရတယ်နောက်တစ်ခါ ဒီလိုမဖြစ်အောင်ဒီဝရိယလေးတင်ထားမယ်ဆိုပါစိတ်ကိုအဲ့ပုံမှာစူးစူးဆိုက်ဆိုက်နေတွန့်တင်ထားအာယုံလေးပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီလောက်ကလည်းဒါအပိတ်လောက်ကတော့ပုံပေါ့အားမရှိတော့အားလည်းမထုတ်တဲ့အားမှမရှိရအားလည်းမထုတ်တဲ့ဒေးတရားလည်းမရှိဘူးအဲ့တော့ဘာလို့ကျွန်တော်တို့ကလောက်ကလည်းတော့ သဘာဝတည်းရတယ်တရားထိုင်နာရတယ်ကြကြထိုင်နာရတယ်နာလို့ရှိရင်အဲ့ဒီနာရရှိလို့စိတ်ကရောက်တော့အဲ့ဒီနာရရင်းနဲ့ကိုယ်စိတ်ကြီးနဲ့တအားနာလေအဲ့အာယုကအဲ့ကိုကတ်လေပဲခွာလို့ပုံပြောင်းဘယ်မှမစဉ်းစားနိုင်ဘူးဒီနာတဲ့အာယုကြီးနဲ့ကျွန်တော်တို့ကစိတ်ကအဲ့ကိုရောက်နာရရှိမှစိတ်ကအာယုကဖြစ်တယ်သူနဲ့လုံးချောင်းကိုလိုက်နေတယ်ဘယ်မှမရောက်တော့ဘူး ဘယ်မှမြောက်တတ်တဲ့ဒီနာရာကိုကျွန်တော်တို့ကမာလုပ်ရတာတော့စိတ်နဲ့ယုံရတယ်အဲ့ဒါစိတ်ဝိရိယအဲ့လိုမှမယုံနိုင်ကျွန်တော်ခန္ဓာကိုယ်ဘူဝိရိယနဲ့ပြောင်းတော့မှသက်တာခြင်းနဲ့လောဘကလာပြီသက်တာခြင်းနဲ့လောဘကြောင့်ဟိုဘက်ပြောင်းနိုင်ဒီဘက်ပြောင်းနိုင်လို့တော့မှာဒါကြောင့်ကျွန်တော်တို့ကဆုံးလို့ဆရာတော်ကြီးရတယ် ရားလည်းမကုန်နဲ့နားလည်းမပြေနဲ့ပဲဆိုရားတောင်မကုန်နဲ့နားလည်းမပြေနဲ့ပဲယုံနာဒီစေဝရိယကိုတင်ခိုင်းတာမှတော့ဝေဒနာလည်းသိတာမဟုတ်ဘာမှမသိဘူးအတိတ်ကတော့ဒီဝရိယကိုယုံခိုင်းခဲ့တာလို့နောက်ပိုင်းကျမှသဘောပေါက်ပါအာတာပီဘောပြင်းစွာလုံနာဝရိယရှိပြီဖြစ်နေကျွန်တော်တို့ကလောကမှာအတိတ်တရားနဲ့လုံတာနဲ့ဆိုင် အတိတ်ရားเนี่ยမရဘူးဒီနာပြီးဆိုမလုံနဲ့ဆိုပါအဲ့တော့အဲ့အရာယုံတာဒီနာတို့ကအဲ့လိုယုံမှဝရိယစိတ်ဝရိယတက်တာဒီနာတို့ကဒါအဲ့ပဲကျွန်တော်ကအဲ့အနေကားတကူကိုမယုံနိုင်ခဲ့ဘူးအကြောင်းလိုက်ကလည်းမရှိဘူးကိုကကိုကြောင့်ဟိုပြင်လိုက်ဒီပြင်လိုက်ချုပ်လိုက်ပြုလိုက်ဆိုတော့ဒီစိတ်ဝရိယကိုမတင်နိုင်ဘူးကျွန်တော်လည်းစိတ်ကမယုံဘူး ။ဒါမှမဟုတ်ဝရိယအာတာပိမဖြစ်။ပြင်းစွာလုံလအာထုတော်ဝရိယကမဖြစ်ဘူး။ဝရိယမရှိတဲ့အတွက်ဘာမှဖြစ်တမာရီဖြစ်မလား။တမာရီဖြစ်မလားအတွက်ဟုတ်တိုင်းမှန်ဆိုတာမအောင်မြင်နိုင်တော့ဒီရုပ်တည်နေနေပေါ့ပေါ့နော်ကျွန်တော်တို့ဖြစ်နေတာကကျွန်တော်တို့အတိတွေကလည်းစိတ်တက်အိမ်အားမရှိတော့တီးမနေတော့မပွားတော့အဲ့တော့အဲ့လိုအာမထုတ်နိုင်ဘူးတဲ့ဘာလို့လဲဘာလို့လဲကျွန်တော်ပွားရတော့ ကိုအတိနဲ့ပွားတော့မိအာနာနဲ့မလုံချင်ရဲ့လူကအတိတရားနဲ့လောက်အောင်အတိတရားနဲ့မလုံနိုင်အမိအာနာနဲ့လောက်အောင်မဒီနဲ့ကူပဲအမိအာနာကနိုင်မလုံရဘူးဆိုရင်အမိအာနာနဲ့လောက်အောင်အဲဒီတိုင်းကဝိရိယတွေနဲ့သမာဓိတွေဖြစ်တာအဲ့လိုမှမလုံနိုင်တော့ဘူးဆိုရင်အတိတရားနဲ့ပေါ့အတိတရားနဲ့ဆိုတာကျွန်တော်တို့ကကိုယ်စိတ် ခုလိုသွားနေလဲဝင်နေထွက်နေလေးမှတ်မယ်ပြောကျင်တယ်ကို့မှာဒီအချိန်အားနိုင်အချိန်အတိပခုလည်းစိတ်ထဲမှာပါနေတော့အမြဲတမ်းပွားရတယ်မလို့ရတယ်အဲ့လိုပါမပွားနိုင်ဘူးဆိုရင်လည်းဒီလိုဝိရိယဖြစ်မှာပေါ့အဲ့တော့မိအာနာနဲ့လောက်ပါလားအတိနဲ့လောက်ပါလားလောကလည်းဒီလိုပါပဲကျွန်တော်က ဒါပေမဲ့အတိတရားနဲ့ကျွန်တော်လမ်းလေးလျှောက်လဲကျွန်တော်ကဝင်လေတွက်လေလေပပတိတို့လည်းပပအိယာဝလည်းပပအိယာဒါလည်းပပဒါပေမဲ့လူတွေကိုကြည့်တဲ့လို့ချင်းတရားမှတ်ပြီးထားတာတောင်မှအိန္ဒိယသမာဓိအိန္ဒိယကျွန်တော်သိတယ်မရှိဘူးဒုံရင်းဒုံရင်းအဲ့လိုတရားမှတ်တဲ့အချိန်မှာသမာဓိအိန္ဒိယထိုက်တော့ရှင်သူထားသွားလိုက်တာ ਨੇ အိန္ဒိယလေးရှိတယ်သူကစကားကိုပြောတယ်ပြောလည်းမပြောဘူးလမ်းလျှောက်တာစပြီးသူအိန္ဒိယလေးနဲ့ရှောက်တယ်မျက်နှာတော့သိတယ် အဲကျွန်တော်ကတရားအထုတ်ပြီးနှတ်သွားလိုက်တာနဲ့စိတ်ကရင်နှတ်သိတယ်ဘာလို့ကိုယ်ချက်တန်းခဲ့တယ်ကျွန်တော်တရားအထုတ်တော့ဒီမှာစိတ်ယုံခဲ့တဲ့အတွက်သမာဓိအားတစ်ခုရလို့ရှင်လေစေတီလည်းသွားနေပဲနေရသွားသွားဒီသမာဓိအာယုံမပြည့်ဘူးဘီးကအာယုံတွေဘလောက်ပဲအနောက်ဆက်ဖြစ်နေတယ်ကိုယ်တည်ငြိမ်နေတယ်ကိုယ်စိတ်တည်အဲ့တော့ကိုယ်မှာက ဒီစွမ်းအားတစ်ခုရအောင်ခွဲစူးစမ်းထားဖို့လိုတယ်ကိုယ့်ရဲ့ injury တစ်ခုပမာ injury ပမာဒီ injury လေးစိတ် injury လေးထိုင်နေတော့ကျွန်တော်တို့ဗတ်ခဲရီအာနေနေဒီလူတွေကဘာလို့မဖြစ်တာအဲ့ injury ထက်အောင်ပမာဒီကိုကျွန်တော်မစူးစမ်းမတော် injury လေးမထိုင်ဘူးအဲ့တော့ဒီ injury နဲ့ပတ်သက်ပြီးတော့လေနည်းနည်းပြောကြည့်နော်ဥစ္စာတယောက်ထဲနေပြီးတော့တရားအားထုတ်တာ ဒါပေမဲ့ကျွန်တော်ကတရားရည်ကြီးရတယ်စာရည်ဖတ်တယ်ဆိုတော့ကျွန်တော်ကဥပစာလည်းမရည်လို့စာလည်းမဖတ်လို့တရားလည်းအထုတ်ရတယ်တရားရည်ကြမှာစိတ်ကအတိတွေနဲ့ဒီတရားပေါ်မှာပင်တွေလေးတစ်ခုရောက်ပြီးငိမ့်တာအိမ်ပါတယောက်ထဲနေတော့ဒါတွေလုတ်တဲ့အခါကျတော့အစင်ရပြေးနေတာပေါ့အဲ့မဲ့အပြင်လဲထွက်သွားတော့လက်ပိတိုင်လဲရောက်ရောခုအပေါင်းသေးနေနဲ့တွေ့သွားတော့တရားကဘယ်ရောက်တော့မှမသိတော့ဘူး ူတို့ပြောတဲ့နောက်ကုံလိုက်ပြောတော့တာဘာပဲရှိလဲဆိုမနောအိန္ဒြေမရှိအဲ့တော့ပုဂ္ဂိုလ်ကိုပြန်ဆောင်ဆောင်ငါဒီလိုနေလို့တော့မဖြစ်ဘူးငါအိမ်ကထွက်ပြရဒီဟာလေးကိုစိတ်ထဲမှာအိန္ဒြေထိုင်အောင်ဆက်ထိတ်ထားမယ်ဆိုပြောတပိဇိုင်သွားလဲစိတ်ထဲမှာကားဘွားမောင်းလဲအဲ့အိန္ဒြေလေးကိုဆက်ထိတ်ထားပွားနေအဲ့လိုလုပ်ရတာပါအလကားတော့မရဘူး ရောက်ရင်းနဲ့နောက်ကြတော့သူတို့ပြောတာတော့တိတော့တိရသူတို့နောက်ကိုမလိုက်တော့ကိုယ့်အကိုအိမ်တွင်ထိုက်တာဘေးကအာယုံနေနောက်ဆက်ရှိတဲ့ကိုယ်ကမလိုက်တော့ကိုယ့်ဘေးကနောက်ဆက်အာယုံနေယူလိုက်တဲ့ကိုယ့်အိမ်တွင်မထိုက်တဲ့အတွက်အဲ့ပဲရဒါကြောင့်မို့ဒီတော်တော့တရားအားထုတ်လေအတန်းနေကြလေဝင်ပြီးထွက်လေကိုပြန်ဆွဲထားပါဝင်ပြီးထွက်လေကိုအားဆိုင်ထားပါဘေးကနောက်ဆက်တန်းလေးရှိပေနဲ့ကိုမနှောပါအင်ဂျင်လေးတစ်ခုထိုက်ပြီးအောင်ဝိရိယနဲ့ တွန့်တင်ထားရတာပါလေ့ကျင့်ရတာဒီ train မလုပ်ဘဲနဲ့မရပါဘူးကျွန်တော်တို့အခုကအဲ့ training နဲ့အားနဲ့နေလို့ပေါ့ဟုတ်ပုတ်အဲကြောင့်မလို့အတန်နေကြတယ်အဲ့နောက်ဘုံမလိုက်ပါနဲ့ဝိနေထွက်လေပေါ်မှာဝရိယနဲ့ပြန်ဆွဲနေပါရှုနေပါနာလို့ရှိတဲ့နာတော်ကိုသိပဲဒါပေမဲ့ကိုယ့်ရဲ့ဝင်လေထွက်လေပုံပါပဲပြန်ပြီးတော့သတိဝိရိယနဲ့ပြန်ပြီးတော့ဆွဲတင်နေပါ ဘာဖြစ်လို့လဲဘေးရအာယုံအနောက်ရှက်ရှိပင်နဲ့လေကိုယ့်ရဲ့သတိဝိရိယသမာဓိကောင်းနေအင်္ဂွေထိုက်နေပါလေ။ဟောတိုင်တော့မလို့ဒီအင်္ဂွေလေးထိုက်အောင်ဒီကိုကြိုးစားကြမှာဖြစ်ပါလေ။အခုကဒီအင်္ဂွေမထိုက်တာ။အတိလေးတွေထိုက်တော့ရှိပင်နဲ့ဒီအတိတွေကစနစ်တကျမဖြစ်ဘူးကျွန်တော်တို့။အင်္ဂွေမထိုက်ဘူးနော်။တိုင်တော့မလို့ကိုတရားရှိမှတ်တာလေးတွေကိုဝင်လေထွက်လေပါလား။သတိဝိရိယသမာဓိအိမ်ဆောင်ပြီးတော့ အိမ်နေထိုင်အောင်ကြိုးစားကြအောင်ဖြစ်ပါတယ်နော်အဲ့တော့ဉာဏ်လုံးလေးကိုပိတ်ပါအတိကံဉာဏ်လုံးလေးကိုမိတ်ဝင်နေထွက်နေဒီပေါ်မှာရှုပါဟိုကြည့်ခြင်းဒီကြည့်ခြင်းဆိုတာနောက်ကြကြည့်ရမှာနော်ဟုတ်ပါအဲ့တော့ကျန်တဲ့9မိနစ်လေးတော့ပေါ့နော်ဝင်နေထွက်နေမှာဒီဝိရိယသမာဓိကြီးဒီကောင်းကြပါဘူး ရင်အချင်းစီပါလိအဲ့တော့ဘုဒ္ဓသာသနာစီတံဒေကုသမဏေမန္တလေဘုဒ္ဓသာသနာစီတံဒေတုဘုဒ္ဓသာသနာစီတံဒေတုဘုဒ္ဓသာသနာစီတံဒေတုပါတုအာ